တကယ်စားမကိုဆဲပြီးမှလိုင်ယွန်ရဲ့ပွဲကခြေစွမ်းပြောင်းပြန်တောင်းပန်နေရပြီဖြစ်တဲ့ United ဖန်များပရိသတ်များလုံးဝမိင်္ဂလာများဒေတာဖော်ဝါရှုစီစဉ်ကနေပြန်လဲကြိုလိုက်ပါရင် United ပရိသတ်တွေကတော့အသင်းရဲ့ကစားသမားတွေရဲ့ roller coaster ခြေစွမ်းနေကြောင့်လက်လုံကျက်သွင်းနေဖြစ်ကုန်ကြပါပြီ United ကစားသမားတွေဆိုတာကလည်းတပွဲနဲ့တပွဲခြေစွမ်းတည်ငြိမ်ခြင်းမရှိဘဲနဲ့ကောင်းတဲ့လဲမကောင်းတဲ့လဲဖြစ်နေတိုင်းကိုဖြစ်နေကြတာပါဒါကြောင့်လဲ United ရဲ့ရလက်တွေကကမောကမတွေဖြစ်နေပြီးအခုဆိုရင် Premier League မှာမမေးရှားအဆင့်ဆက်လေးနေရာတိကိုရောက်ရှိလို့သွားခဲ့ပြီဖြစ်ပါရင် ဒီနေ့မနက်ကစားခဲ့တဲ့ Lion ရဲ့ပွဲမှာလည်းဒီအတိုင်းပါပဲပထမအကြောပြင်းသစ်မြေမှာဆိုင်းဆရာလေးအိုရာနာကြောင့်တေးနေတာဂျင်းနေခဲ့ရတဲ့ light တို့ဟာအိမ်ကွေးမှာကမ်းပန်းနဲ့လှမ်းတက်ဖို့လုပ်ခဲ့ကြတာပါ။အိုတွက်ဖို့မှာကစားခဲ့တဲ့ဒီပွဲစဉ်မှာတော့ United ဟာအစာကောင်းခဲ့ပေမဲ့အနှောင်းမတေချာတော့မလို့ဖြစ်သွားခဲ့ရပါသေးတယ်။ United ဟာပွဲချိန်10မိနစ်မှာ Ugarte နဲ့45မိနစ်မှာ Dalot တို့တင်းယူခဲ့တဲ့ goal တွေနဲ့ Lion ကို Brian Pima တွေနဲ့2ဂိုးပြည့်ဥဆောင်ထားနိုင်ခဲ့တာပါ။ United တို့တေချာပေါ့ Rodriguez ကိုတက်ပြီးလို့ထင်ခဲ့ရပေမဲ့ဒုတိယပိုင်းမှာတော့အစင်လာမပြတ်ဆေးထိုးကျန်ခဲ့ပါရင် ။ဘာဖြစ်လို့ဖြစ်သွားမှန်းမသိပဲပွဲချိန်80မိနစ်နဲ့89မိနစ်ဒီမှာလိုင်ယွန်ဘက်ကိုချီပါကိုပြန်ပေးလိုက်ရပြီးတမန်ပွဲရစားချိန်အတွင်းသေချာနေခဲ့ပါရင်ဒီလောက်နဲ့အားမရသေးတဲ့ United ဟာအချိန်ပေါ်ဆက်လက်ကစားရပါလေနောက်ထပ်ဂိုးတွေထပ်ပေးခဲ့ရပြီးနှစ်ဂိုးလေးကိုနဲ့ရှုံးနေသွားခဲ့တာဖြစ်ပါရင် United ပရိသတ်တွေလည်းကစားသမားတွေကိုဆဲလိုက်နီးပြားကိုဆဲလိုက်တဲ့အမျိုးမျိုးကိုပြစ်တင်ဝေဖန်ခဲ့ကြပါရင်ကံကောင်းချင်တော့အချိန်ပေါ်ပရာဝိုင်းပြီးကံနေပါကန်စမဲလို့ကြောင့်ပရာဒီယာရှိခဲ့ပြီး ရိုနယ်ကလည်းအမားရမရှိအဆုံးသတ်နိုင်ခဲ့တာကြောင့် United တို့မျောလင်းချက်တွေပြန်လည်ရှင်သန်လာခဲ့ပါရင်ဒီလိုနဲ့ပွဲချင်း129မိနစ်နဲ့120မိနစ်တွေမှာမိုင်းလုံးနဲ့မကွိုင်းရကချေဘွားကိုနဲ့နိုင်ကိုလေးကိုပြန်လည်သွေးယူနိုင်ခဲ့တာကြောင့် United တို့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါရင် ဒီဝက်မှာ United အတွက်အနိုင်ကိုရှင်အမကွိုင်းရဟာတချိန်တုန်းကတော့ United ပြည်သက်တွေရဲ့အစဲဆိုခံရဆုံးကစားမတယောက်ဖြစ်ခဲ့ပါတယ်။သူရဲ့အုံနောက်မရှိတဲ့ကစားဟန်ကြောင့်ခေါင်းကြီးလို့တော့နာမည်ပြောင်းပေးခဲ့ရပြီးပွဲတိုင်းဒီမှာအစဲမခံရတဲ့ပွဲဆိုတာမရှိသလောက်ပါပဲ။ဒါပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာတော့မကွိုင်းရဟာခြေစွမ်းပြန်လည်ပြသလာနိုင်ခဲ့ပြီးပြည်သက်တွေရဲ့စိတ်ကြဲကစားသမားတယောက်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်လည်း Lionel ပွဲပြီးမှာပြည်သက်တွေကမကွိုင်းရကိုပြန်လည်တောင်းပန်သွားခဲ့ကြပါတယ်။ပြည်သက်တွေကမကွိုင်းရပေါ်တချိန်တုန်းကမလေးမစားလုပ်ခဲ့မိတာတွေအတွက်တောင်းပန်ပါတယ်။ ။သူဟာဒီအာဒီမှာခြေစွမ်းအတော်လေးပြသနိုင်ခဲ့ပြီးဒီအသင်းအပေါ်မှာသူတက်စွမ်းသမျှစွမ်းကုန်ပေးဆက်ခဲ့သူပါဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။နောက်တစ်ခုကလည်းမကွာရရဲ့စွမ်းဆောင်ရည်တွေကိုတတိပြုပေးပါ။သူဟာ United အတွက်အရေးပါဆုံးကစားမတစ်ယောက်ပါဆိုပြီးတော့ချီးကျူးပြောဆိုသွားခဲ့ပါတယ်။အခြားပရိသတ်တစ်ယောက်ကလည်းအရင်ကဝေဖန်ကဲမိတာတွေအတွက်တောင်းပန်ပါတယ်ကွာ။မင်းဟာအသင်းအတွက်အဓိကကစားသမားတစ်ယောက်ပါပဲဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။အခြားပရိသတ်တစ်ယောက်ကလည်းဒါလော့ရဲ့အဆုံးသက်ကကောင်းမွန်လို့မှရင်ဒါပေမဲ့မကွာရရဲ့ဖြတ်တင်ဘောကိုမမေ့ထားသင့်ဘူး။ နောက်ဆုံးမနေ့မှာသူ့ရဲ့ခေါင်းတိုင်ချက်ကတော့အတိုင်းထက်အလွန်ပေါ့ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။ယူလိုက်တဲ့ဟာနောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပြီးတဲ့တော့ semi final အဆင့်မှာစပိန်ကလပ်ပြပောင်းနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါရင်တစ်ဖက်မှာတော့ဘိုဒိုကလင်းနဲ့စပါရောကရင်ဆိုင်သွားရမှာဖြစ်တာကြောင့် United အသင်းနေနဲ့နိုင်ရရှိရင်ပြတင်းပြိုင်ပွဲစပါဒါမှမဟုတ်ဘိုဒိုကလင်းနဲ့ဘိုလူပွဲဆင်နေသွားရမှာဖြစ်ပါရင် United ဟာဒီအာဒီမှာယူပါလင်ဖလားရယူဖို့ပြင်မှတ်ထားနေပြီးပရီးမီးယားလိလက်ကျန်ပွဲစဉ်တွေကိုလူငယ်တွေနဲ့ပဲကစားသွားမှာဖြစ်ကြောင်းအမိုရင်ကိုရိုင်းကလိုင်ယွန်ကိုနိုင်ရရှိခဲ့တဲ့ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာအတည်ပြုခဲ့ပြီးဖြစ်ပါရင်